ီပတ်ဖင်ငလေးကတော့ငါးဖန်သမားတယောက်ဖြစ်တယ်လို့ဖခင်တယောက်လည်းဖြစ်နေပါပြီ။သူမှာတစ်တလုံးလက်တွဲသွားမယ်ကျင်ရဘက်လည်းရှိပါတယ်။ဒီနှကောင်လုံးကသူတို့ရဲ့ရက်ပိုင်းပဲရှိသေးတဲ့အကောင်ပေါင်လေးကိုအတူတူစောင့်ရှောက်နေကြတာပါ။ဒီကောင်ပေါင်လေးဟာ အသက်ရှင်တန်ဖို့တရက်ကိုအစာအများကြီးစားဖို့လိုပါတယ်။ငှက်လင်မယားဟာငါးဖန်းတော်ကိုတယောက်တစ်လှည့်စီလှုပ်ကြပါတယ်။ဒီတခါတော့အဖေကြီးတော့အမယ်အလဲပါ။ ရှာလို့ရတဲ့ငါးကောင်ရေရောနေလာတာကြောင့်ဘက်ဖင်ငှက်တွေဟာငါးတခါရှာဖို့ပင်လယ်ပြင်ထဲကိုကီလိုမီတာ90လောက်ပြန်သွားရပါတယ်။အဲဒီလောက်ကွာဝေးရောက်မှငါးအများများဆဆရှိတာပါ။သူတို့သွားခြင်းတဲ့နေရာကိုရောက်တာနဲ့ဘက်ဖင်ငှက်တွေဟာ နောက်ထပ်ကဘာတစ်ခုတည်းကို တိုးဝင်သွားကြပါတယ်။ပင်လယ်ရေရောက်ထဲကိုဖြစ်ပါတယ်။ငါးဖမ်းလို့ကောင်းပြီးပေါ်တဲ့နေရာဆိုတာတော်တော်ရှာပါတယ်။ဒါပေမဲ့သူတို့မှအပြိုင်ဆိုင်နေရှိပါသေးတယ်။ ဒါကတော့ Galimot ငှက်တွေပါ။ Buffing ငှက်တွေလိုပဲဒီကောင်တွေကလည်းအတောင်ခတ်တူတူရှိပြီးတော့ရင်ငုတ်လို့အရန်စင်ပြေပါတယ်။ Buffing ငှက်တွေဟာ10မိနစ်ကျော်လောက်အသက်အောင့်ထားနိုင်ပြီးတော့မီတာ40လောက်ရောက်တဲ့အထိရေအောက်ကိုငုတ်နိုင်ကြပါတယ်။ငါးတကောင်တော့မိပါပြီ။ငါးရပြီဆိုပေမဲ့အိမ်ပြန်ရမယ်ခရီးကအရှည်ကြီးပါ။အတော့ပြန်ကီလိုမီတာ100လောက်ရှိတဲ့ခရီးကိုပြန်သွားနေရတဲ့ ။ပဖင်ငှက်အဖေကြီးဟာအရန်ပင်ပန်းနေပြီဖြစ်ပြီးအိမ်ပြန်ရောက်ခံနေပါပြီ။ဒါပေမဲ့ဒီကန်းကြီးတဝိုက်မှာပင်လေဓမြတွေရှိနေပါတယ်။ဒီငှက်တွေကိုတော့ artist glow လို့ခေါ်ပါတယ်။ပင်ပင်မမန်းရှာလာတဲ့ငါးလေးဓမြတိုက်ခံနေရပါပြီ။ဒီပဖင်ငှက်လေးကတော့သူပင်မမန်းရှာလာတဲ့ငါးလေးအလူခံလိုက်ရပါပြီ။စကူဝါငှက်တွေဟာပဖင်ငှက်တွေထက်အတောင်ပိုရှည်တာကြောင့် လေထဲမှာပိုမြန်ပြီးပိုကျွမ်းကျင်ကြပါတယ်။ဒါကြောင့်ပဖင်ငှက်တွေဟာညံကောင်းမှုလို့ပါတယ်။ဒီငှက်ကတော့ရေပြင်နဲ့တိတ်မဝေးတဲ့နေရာကနေပြန်နေပြီးသူ့နောက်ကနေလဲဓမြတိုက်မဲ့ငှက်ကအတင်းလိုက်နေပါတယ်။မိဖို့နည်းနည်းပဲလူပါတော့တယ်။ဒီမြင်ဝဲကိုကြည့်ရတာစိတ်လှရှားဖို့ကောင်းပြီးရင်တလှက်လှက်ပါပဲ။ပဖင်ငှက်ကလည်းသူ့အစာအုံမြဲနေအောင်ကြိုက်ချီထားပြီးအာကုံသုံးပြီးပြန်နေပါတယ်။ ခံကောင်းစွာနဲ့နောက်ဆုံးတော့လွတ်သွားခဲ့ပါပြီ။သုံးနာရီလောက်ကြာတဲ့အသွားပြန်ခရီးမှာပင်ပင်မမှန်ကြိုးစားခဲ့ပြီးတဲ့နောက်အိမ်ပြန်ရောက်ခဲ့ပါပြီ။သူကျင်ရဘက်ကတော့စိတ်ရှည်ရှည်နဲ့စောင့်နေရှာပါတယ်။အစာပါလာတဲ့ငှက်ကြီးဟာအတိုက်ထဲမှာအစာသွားထားလိုက်ပါတယ်။ဒီငှက်တွေဟာ အချင်းချင်းနှုတ်သီးချင်းရိုက်ပြီးနှုတ်ဆက်လေရှိကြပါတယ်။ဒီနေ့တော့ငှက်ဖေးကြီးရဲ့ဇွဲကောင်းကောင်းနဲ့ကြိုးစားမှုကြောင့် သူတို့ကလေးလေးအစာဝဝလေးလေးစားပြီးဖြစ်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။